Hello guys မင်္ဂလာပါ Amazing Collie ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Amazing Collie ရဲ့ founder ရဲ့ instructor comment camp ဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြပြချင်တဲ့အကြောင်းအလေးကတော့ဒီကျွန်တော်လက်တော်မှာဟောဖြစ်နေတဲ့ဒီ Infinity Software ပေါ့နော်အဲ့တော့အဓိကကကျွန်တော်တို့ဒီ graphic designer ဆောက်လုပ်တော့မဲ့သူတွေအတွက်လက်ရှိမှာပေါ်လာတဲ့ Infinity Software နဲ့ Adobe software ကိုဘေဟာကိုရွေးချယ်တင်လဲပြီးတော့ဘေဟာပို့ပြီးတော့ကောင်းလဲပေါ့နော်အဲ့တော့အဓိကတော့ hot ဖြစ်လာတာကဘာလို့လဲဆိုတော့ canvas ကနေပြီးတော့မှ infinity ကိုဝယ်လိုက်တယ်အဲ့တော့ကျွန်တော် free pay သုံးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တော်တော်လေး hot ဖြစ်သွားတယ်ပြီးတော့တုံးရလည်းလွယ်ကူတယ်ဆိုတော့အရာမျိုးပြောတာကြားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က graphic design ဆောက်လုပ်တော့မယ်ဆိုရင်အရင်တော့တော့ Adobe ပဲရှိတယ်အခုဆိုရင် infinity ပါပေါ်လာတယ်အဲ့တော့ pay software ကိုရွေးချယ်တင်လဲဘယ်ရရပိုကောင်းလဲဘီဆိုဝဲကပိုကောင်းလဲပေါ့နော်အဲ့တော့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဒီ ဗီဒီယိုမှာအသေးစိတ်ရှင်းရှင်းလင်းလင်းလေးပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်ပြီးတော့မှာမကြည့်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့မှာဒီခေါင်းလေးကိုလည်းတီးခဲ့ပေးပါဦးအဲ့တော့ကျွန်တော်စလိုက်အောင်ပထမဦးဆုံးအချက်ကတော့ကျွန်တော်ဒီ ဈေးနှုန်းပေါ့နော်အဲ့တော့ကျွန်တော်တို့က Adobe software တွေသုံးမယ်ဆိုရင်ကျွန်တော်တို့ဒီဘက်မှာဒါရှိမြန်မာနိုင်ငံမှာဒါပေါ့နော်ကျွန်တော်တို့ဒီ Reaper version တွေယူပြီးတော့မှကျွန်တော်ကသုံးရတယ်အဲတခါတလေမှကျွန်တော်တို့က Craft file တွေထည့်ရမျိုးရှိရပေါ့နော်အဲ့တော့ဝယ်မသုံးဘူးပေါ့ free သုံးမယ်ဆိုရင် Craft version တွေသုံးရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တခြားနေရာတော့ရောက်သွားတဲ့အခါမျိုးမှာဆိုရင်တော့ subscription based model ဖြစ်တဲ့အတွက်တော့ကျွန်တော်ကလစင်ကြီးနှစ်စင်ကြီးပေးပြီးတော့မှဝယ်သုံးရတယ်ပေါ့နော်အဲ့တော့တော်တော်လေးဈေးရတယ်များတယ်ပြီးတော့ဒီလစင်ကြီးဝယ်သုံးတယ်ဆိုရင်တော့ကျွန်တော်ကဒီပိုကောင်းတဲ့ feature တွေပို့ပြီးတော့ရမယ် ယ်ပေါ့နော်အဲ့ဒီနေ့အဖြစ် AI generated generated တွေပြီး generated face တွေပေါ့နော်အဲသုံးလို့ရမယ်အဲ့တော့ဒါကတော့ Adobe ရဲ့ဒီဇင်းနှုံးပေါ့နော်အဲ့တော့ Infinity ကတော့အခုလောလောဆယ်မှာကျွန်တော်တို့က Canvas ကနေပြီးတော့မှဒီတရားဝင်ဝယ်လိုက်ပြီးတော့မှကျွန်တော်က free pay သုံးတယ်ပေါ့နော်အဲ့တော့အဲဇင်းနှုံးရဆန်တော်လေးကွာသွားပြီအရင်တော့ကတော့ကျွန်တော်တို့က Infinity designer Infinity publisher ဆိုပြီးတော့မှကျွန်တော်က software တွေရှိရပါတော့အဲအဲ့တော့ကတော့လေအာ तू ကသူလဲ subscription ပဲဒါပေမဲ့ तू ကဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်ကတစ်ခေါက်ဝယ်ယူသားပြီးဆိုရင်တက်တက်တာတုံးလို့ရတယ်အဲဒါကတော့ကွာဟာချက်ရှိရပါတော့အဲ့တော့ကိုက graphic designer ဆက်လုပ်မယ်တကယ်လို့ကိုကဒီ software ရွေးချယ်ရအောင်မယ်ဆိုရင်တော့စမ်းသုံးခြင်းစမ်းသုံးကြည့်ခြင်းနဲ့အဲဒီ graphic designer ဆက်လုပ်ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီကိုရစိတ်နည်းမယ်ကျွန်တော် infinite ကိုစပြီးတော့မှအသုံးပြုလို့ရတယ်။အဲတကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ professionally သွားမယ်ဆိုရင်တော့ဒီ ပို့ပြီးမှ feature တွေပိုကောင်းတဲ့ပို့ပြီးတော့မိုက်တဲ့ Adobe ဒီ license တွေကိုဝယ်သုံးလို့ရပါတယ်အဲ့တော့ဈေးနှုန်းကတော့အနိုင်ငယ်များနိုင်ပါတယ်အဲ့တော့ဈေးနှုန်းကဟာချက်အရဆိုရင်တော့အခုလောလောဆယ်မှာတော့ Infinity ကလုံးဝ free version ဖြစ်တယ်ဒါပေမဲ့ Canvas ကနေပြီးတော့မှဒီ Canva Pro license ဝယ်သုံးရင်တော့ပို့ပြီးတော့မှ AI feature တွေပိုကောင်းမယ်ပြီးတော့တခြားသောဒီ feature တွေဆယ်ပို့မိုက်တဲ့ဟာလေးပါလာမယ်ပေါ့နော်အဲ့တော့ဒါကတော့ဈေးနှုန်းကဟာချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ software တွေရဆောင်းဆောင်ရဖြစ်ပါတယ် Infinity software ကတော့ဒီပေါ်ပါပြီးတော့မှမြန်ဆန်တယ်လို့တော့နာမည်ကြီးပါတယ်။ Complaint file တွေမှာတော့ live response performance ကိုရရှိနိုင်ပါတယ်။ User interface ကလည်းခင့်မိပြီးတော့မှဒီရိုးရှင်းတဲ့အတွက်ဒီတင်ယူရလဲလွယ်ကူတယ်အသုံးပြုရလဲလွယ်ကူပါတယ်။ Adobe ကနေပြောင်းလဲတဲ့သူတွေအတွက်လည်း ဒီ hockey တွေနဲ့ user interface တွေကအဆင်တူနေတာဖြစ်လို့မို့တုံးရတာပိုပြီးတော့မှအဆင်ပြေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာအသုံးပြုကြည့်နေပါတယ်ဗောနော Adobe ကတော့ feature များတာဖြစ်တဲ့အတွက်ဆက်ကပိုပြီးတော့မှလေးနိုင်ပါတယ် Infinity software ကတော့ကျွန်တော်တို့ကဒီ1.3 gig လောက်ပဲရှိရဲတချို့ဒီ version 6ညလောက်ရှိရဲဗောနော software install လုပ်တဲ့အခါမှာ800ကျော် MB လောက်ရှိရဲဟာရှိရဲ software 1.6 ကဲလောက်ရှိရဟာရှိရပေါ့နော်အဲ့တော့ Adobe ကတော့ဒီ feature တွေပို့ပြီးတော့များတယ်ပြီးတော့ကျွန်တော် file size တွေလည်းပို့ပြီးတော့ကြီးတယ်ဒါကတော့ quality ကြေးတစ်ခုပေါ့နော်ပြီးတော့ Infinity ရဲ့အားသာချက်တစ်ခုကတော့ဒီ Vada Vada နဲ့ photo တွေကိုတနေရာမှာအလွယ်တကူကူးပြောင်းရတဲ့ persona စနစ်ပဲဖြစ်ပါတယ်တရားအချက်အနေနဲ့ creative industry ကိုရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Adobe ကတော့ဒီဆယ်စုနှစ်ပေါင်းများစွာ graphic designer တွေရဲ့ industry ကိုဦးဆောင်နေစေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ ဒီလိုဥဆောင်မှုတွေအကြောင်းမလို့ပဲကျွန်တော်တို့ကဒီ ကုမ္ပဏီတွေ creative team တွေနဲ့အလုပ်တွေလုပ်တဲ့အခါမျိုးမှာဆိုတော့ file transfer လုပ်ရတဲ့အပိုင်းတွေရှိရပေါ့နော်အဲ့ဒါဆိုရင်တော့ Adobe ကိုပဲအသုံးပြုနေရမှာဖြစ်ပါတယ်တော်များများရုံးနေမှာလည်းဒီ Adobe software တွေပဲအသုံးပြုနေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့က file transfer တွေလုပ်မယ်ဆိုရင်တော့ Adobe ကတော့အများအားအသုံးပြုနေရမှာဖြစ်ပါတယ်အဲ့တော့ feature တွေအနေနဲ့ဆိုလဲကျွန်တော်တို့ကဒီ Adobe မှာဆိုရင်ကျွန်တော်က AI model ပါတယ်ပြီးဒီနေ့အဖြစ်ကျွန်တော်က generative phrase တွေ text to image တွေနဲ့ပြီးတခြားသော third party collaboration တွေရှိမယ်ပြီးတော့ရင်ကျွန်တော်က plugin ဒီ ecosystem နဲ့သွားတယ်ပြီးတော့ပြီးဆိုရင်ကျွန်တော်က cloud based collaboration collaboration တွေရှိရဖြစ်တဲ့အတွက်တော့ Adobe ကတော့ Affinity ထက်အများကြီးတော့တာနေမှာဖြစ်ပါတယ်။ပြီးတော့ဒီ Affinity software တွေမှာလည်းဒီ feature တွေမရနိုင်ဘူးလားဆိုတော့ရနိုင်ပါတယ်။ဒါပေမဲ့တချို့သောဒီ Adobe မှာရနိုင်တဲ့ feature တွေကတော့သူအဆောင်ရနိုင်နေတာမဟုတ်သေးဘူးပေါ့နော်။လောလောဆယ်တော့အဲသူတို့မှာလည်းကျွန်တော်တို့ကဒီ AI feature တွေပါတယ်ပြီးတော့ text to image တွေတော့ပါတယ်ပေါ့နော်။ဒါကတော့ Adobe နဲ့သွားပြီးတော့ရှင်လို့များတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ creative industry မှာတော့ Adobe ကတော့အမြင်နဲ့အသုံးပြုနေအောင်ပါပဲဖြစ်ပါတယ်။ဒါ့ပြင်မဲ့ Infinity မှာ Photoshop file တနည်းအားဖြင့် PSD file နဲ့ပြီးတော့ Adobe Illustrator AI file တွေကိုအသုံးပြုလို့ရတယ်အဲဒါပေမဲ့တချို့သော layer effects တွေနဲ့ဒီ complex feature တွေကတော့ error ဖြစ်နိုင်ရရှိရပါတော့။ Okay အဲ့တော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်အရင်အသိဉာဏ်နဲ့မေးခွန်းကတော့ဒီဘယ်သူတွေက baseware ကိုသုံးပြီးတော့ baseware ကိုရွေးချယ်တင်လဲပေါ့နော်အဲ့တော့ beginner level တွေတနည်းအားဖြင့်ကျွန်တော်တို့ကဒီ graphic design industry ကိုစပြီးတော့ဝင်မယ်ပြီးတော့ငွေကြေးဟိုအရင် invest မလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီစဉ်းစားသက်သာတယ်ဆက်တွက်လဲ performance ပေါ်ပါတဲ့ဒီ affinity software ကိုရွေးချယ်လို့ရတယ်တကယ်လို့ကိုကနေပြီးတော့မှဒီ feature စုံစုံလင်လင်နဲ့ AI tools တွေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီ collaborate ဒီ cloud collaboration တွေကိုအသုံးပြုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ Adobe software ကိုအသုံးပြုသင့်တယ်ပေါ့နော်ဒါနေ့အဖြစ်ဒီ industry အတွက် graphic designer industry အတွက်ဆိုရင်တော့ကျွန်တော်တို့ကဒီ professional software တွေဖြစ်တဲ့ Adobe Photoshop Adobe Illustrator နဲ့ဒါနေ့အဖြစ် Adobe Creative Cloud မှာရှိတဲ့ Adobe software တွေကတော့အအသုံးပြုစက်အသုံးပြုနေဆောင်တော့ဖြစ်တယ်ပေါ့နော်အဲ့တော့ Infinity software ကတော့ကျွန်တော်ပေါ့ပွားဖြစ်တယ်နောက်ပိုင်းမှာဆိုရင် designer ဆက်လုပ်ချင်ပြီဆိုရင်ကျွန်တော်တို့ကဒီ iPad မှာပါတခါတည်း Infinity software ကလာဖို့ရှိရပေါ့နော် Camming Song ဆိုပြီးမှလှူထားမျိုးရှိရဖြစ်တဲ့အတွက်တော့ဒီကိုအတွက်ဘေဟာလေးကအဆင်ပြေမလဲဆိုတော့ချင်းချင်းပြီးတော့မှရွေးချယ်စရာလေးတခုဖြစ်လာပါတယ်အရင်တော့ကလည်း Infinity software ရှိရတောင်းတောင်းသိမတုံးတာပေါ့နော်အဲ့တော့ အာအရင်တော့ software 3ခုခွဲထားတာဗောနော် Infinity အာ designer Infinity photo editor ပြီးတော့ Infinity editor ပြီးရင် photo editor ဗောနော် ပြီးရင်တော့ Infinity publisher ဆိုပြီးမှရှိတယ်ကျွန်တော်လည်း video တွေကြည့်ရခါမှာအဲ့ဒါလေးတွေ့ရတယ်ဗောနော်အရင်ကလေးကကျွန်တော်တွေ့တယ် software တွေပါ down ကြည့်ရယ်ဆန်းတော့ဆန်းကြည့်ရယ်ဒါပေမဲ့ကိုက professional software ဖြစ်တဲ့ Adobe ပဲသုံးမယ်ဆိုရင် Adobe ပဲသုံးကြည့်ရယ်ဒါပေမဲ့အခုနောက်ပိုင်းကနည်းနည်းလေး hot ဖြစ်လာတော့ကျွန်တော်က trend နေတော့လိုက်ရတာဖြစ်တဲ့အတွက်အာဆန်းသုံးကြည့်ရယ်လောလောဆယ်မှာတော့အစင်တော့ပြည်ရယ်အဲ့ဒါကျွန်တော်တို့ design တွေပါလိုက်ဖန်တီးကြည့် ကြည့်တော့ကြည့်နေရပါတော့။ Okay အဲ့တော့ကိုအတွက်ဘယ်ဟာရွေးချယ်ရမလဲဆိုတော့နည်းနည်းလေးနားလည်သွားမယ်ထင်ပါတယ်။ Okay ဒီတော့ Infinity က Adobe ထပ်ပို့ပြီးတော့ကောင်းလာပြီးတော့ Adobe ကိုလွှမ်းမိုးလာနိုင်လားဆိုတာတော့အော်လုံးဝပြောလို့မရဘူးနော်လုံးဝသတ်မှတ်လို့မရဘူး။အဲတနည်းအားဖြင့်လုံးဝပိုကောင်းတယ်လို့လည်းပြောလို့မရဘူးပေါ့နော်။အဲ့တော့ကိုကဒီ infinity ဆော်ရဲမှာဆိုရင်ကောင်းတဲ့အချက်တွေကဘာလဲဆိုရင်တော့သူကဒီ set performance set performance ရပေါ်ပါတယ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီအဲ one night purchase subscription တွေဖြစ်တဲ့အတွက်တော့စဉ်းစားတာမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတချို့သော feature လေးတွေ Adobe နဲ့ရှင်ပြီးတော့အသုံးလုပ်ရတယ်ပေါ့နော် Adobe ကတော့ကျွန်တော်တို့အဓိကအချက်ကတော့ industry standard ပဲအဲ့တော့ကျွန်တော်ရဲ့ graphic design industry က Photoshop တွေ Illustrator တွေ Creative Cloud version တွေပဲသွားတာဖြစ်တဲ့အတွက်သူကတော့အမြဲတမ်း ရှိမှာရည်တည်နေတယ်ဖြစ်မှာပေါ့နော်အဲ့ဒီနေ့အဖြစ်တခြားသော feature တွေပြီးရင် tab body collaboration တွေပြီးတော့ဆို AI tools တွေပြီးတော့ဒီ deduct ဖြစ်လွန်တဲ့ဒီတနည်းအားဖြင့် 2feature တွေပေါ့နော်တကယ်ပြောရင်တော့ feature တွေကတော့ Adobe ကတော့အများအားဖြင့်တာနေမှာဖြစ်ပါတယ်။အဲ့တော့ကိုက Infinity software ကိုအသုံးပြုရမလား Adobe ကိုအသုံးပြုရမလားဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီရရှိရဲ့ project နဲ့ budget ပေါ်မူတည်ပြီးတော့မှဒီရွေးချယ်တင်နေပေါ့နော်။အဲ့တော့ဒီ video ကြည့်နေတဲ့သူအော ဘယ်လိုမြင်လဲပေါ့နော်အဲ့တော့ကိုက infinity software ကိုအသုံးပြုရမလားဒါမှမဟုတ် adobe ကိုပဲဆက်ပြီးတော့အသုံးပြုရမလားဆိုတော့ကျွန်တော် comment မှာမှတ်ခဲ့ပေးပါဦးဒီ video လေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးပါဦးပြီးတော့ဒီ share လေးလည်းနှိပ်ခဲ့ပေးပါဦးပေါ့နော်အဲ့တော့နောက်ထပ်ဒီ graphic design နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့ knowledge sharing တွေရှိရယ်ဆိုရင်လည်းကျွန်တော်ရဲ့အခု video အောက်မှာ comment မှတ်ပြီးတော့မှကိုသိချင်တဲ့အကြောင်းအရာတွေကိုပြပြခဲ့လို့ရတယ်ကျွန်တော်လည်းနောက်ပိုင်းမှာဒီ ကြီးရှုနေကြီးရှုနေတဲ့ဒီ conference line ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဒီ knowledge sharing ရမယ့် video တွေအများကြီးဆက်လုပ်သွားဖို့ရှိပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် video တွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။ Bye bye ပါ